နနေတီးဖြော့ရည်တစ်ခွက်ကတင်းရဲ့ဘဝကိုပြောင်းလဲပေးနိုင်ပါ ಬಿ ခဏခဏမော်ပန်းလွယ်ပြီးတော့အမြဲတမ်းကိုမှအားနေနေတယ်လို့ခံစားနေရတဲ့သူတွေအစာမကြေအောင်ဘိုက်ပွားတာလိုမျိုးအစာရင်ပြဿနာတွေနဲ့ရုန်းကန်နေရတဲ့သူတွေဒါပြင်ကိုမှစကင်ကယ်တွေဘလာတုံးတုံးအသားရည်ကမကြည်လင်ပဲမိုင်းမိုင်းမှောင်မှောင်ဖြစ်နေတယ်လို့စိတ်ပြက်နေရတဲ့သူတွေအတွက်တကယ်ကိုမှထိရောက်ပြီးတော့အိမ်မှာလွယ်တကူကိုယ်တိုင်လုံးတောင်းနိုင်တဲ့နနေတီးဖြော့ရည်နဲ့အားသာချက်လို့တွေပါ နနေသီးဖြော်ရည်ရဲ့အဓိကထူခြားချက်ကတော့နနေသီးမှာတဘာဝအတိုင်းပါဝင်တဲ့ပရိုမယ်လင်လို့ခေါ်ရင်းအင်ဆိုင်တစ်မျိုးကြောင့်ပဲဖြစ်ပါသည်ဒီပရိုမယ်လင်ဟာလည်းအစာချေပြတ်မှုမှာအဓိကကြတဲ့ပရိုတင်းတက်တွေကိုထိထိရောက်ရောက်ချေပြတ်ပေးနိုင်စွမ်းရှိပါသည်။ဒါကြောင့်မလို့အစာမချေလို့ဘိုက်ထဲမှာဘိုက်အောင်နေတာရှင်ပြည်တာတမမဟုတ်ရင်ဘိုက်ပွားတာမျိုးခံစားနေရတယ်ဆိုရင်တော့ဒီဖြော်ရည်လေးကိုတားလိုက်တာနဲ့ဘိုက်ထဲမှာတိတိတားလေးကိုပေါ့ပါသွားပြီးတော့အစာချေစနစ်ကိုလည်းပုံမှုပြီးတော့ကောင်းမွန်စေပါသည်။ပုံမှန်အစာမချေတက်တဲ့သူတွေအတွက်ဆိုရင်တော့ဒါဟာလေတကယ်ကိုမှအစွမ်းထက်လာတဲ့စေစွမ်းကောင်းတစ်ခုဖြစ်ပါလိမ့်မယ်။ ။ဒါပြင်ကိုမှနည်းနည်းသေးဟာလေဗီတာမင် C အပြည့်ပါဝင်တဲ့အသီးတစ်မျိုးပါ။ဗီတာမင် C ကတော့ကိုယ်ခံအာဆနစ်ကိုမြင့်တင်ပေးရုံသာမကပဲနဲ့ကျွန်တော်တို့ရဲ့အသားအရည်ကျန်းမာရေးအတွက်မရှိမဖြစ်ကိုမှလိုအပ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါပဲ။သူကတော့ရေပြားရဲ့တင်းရစ်မှုကိုထိန်းသိမ်းပေးတဲ့ကော်လာဂျင်ထုတ်လွှတ်မှုကိုအားပေးပါရီ။ဒါကြောင့်မလို့ပုံမှန်လေးကိုတောက်သုံးပေးမယ်ဆိုရင်တော့အသားအရည်မကြည်လင်ပဲမိုင်းမိုင်းမောင်မောင်ဖြစ်နေတဲ့သူတွေအတွက်အတွင်းပိုင်းကနေအားပြည့်ပြီးပြီးတော့အသားအရည်ကိုပြန်လည်ပြီးတော့ကြည်လင်တောက်ပလာစေဖို့ထိရောက်စွာကိုကူညီပေးနိုင်ပါရီ။ ဒီမလောက်ပဲကောင်းတဲ့ skin care cream တွေကိုသုံးနေပါစီအသားရည်ကမှိုင်းနေတော့ပဲလို့ခံစားနေရတယ်ဆိုရင်တော့ဒီနနတိဖြော်ရည်ကသင်ရဲ့အသားရည်ကိုအတွင်းကနေပါကြည်လင်လာစေဖို့ကူညီပေးပါလိမ့်မယ်နနတိဖြော်ရည်ရဲ့နောက်ထပ်အံ့ဩဖွယ်ရာအကျိုးကျေးဇူးကတော့ခန္ဓာကိုယ်ရေကအစိအတောက်အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်စွာပါပဲနနတိမှလည်းရည်ရဲများစွာပါဝင်တာကြောင့်စီးကိုရွှင်စေပြီးတော့ခန္ဓာကိုယ်ရေမှာစုပုံနေတဲ့မလိုအပ်တဲ့အစိအတောက်တွေနဲ့အညစ်အကြေးတွေကိုလည်းစီးနဲ့အတူဆွန့်ထုတ်ပေးပါပါဒါကြောင့်မလို့မနဲ့နိုးလိုက်ရင်တော့မျက်နှာနဲ့ခန္ဓာကိုယ်ဖောက်ရောင်နေတက်တဲ့သူတွေအထူးသဖြင့်ကတော့ အငယ်မစားဘဲနဲ့ဖောက်ရောင်တာမျိုးအတွဲဆိုရင်တော့ဒီဖြော်ရည်ကဖောက်ရောင်တာကိုရှော့ချပေးပြီးတော့တကူလုံးပေါ်ပါလန်းဆန်းနေပါလိမ့်မယ်။စွမ်းအင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့နည်းနည်းသီးမှပါတယ်။တဘာဝတရားတက်တွေနဲ့ဗီတာမင် B တို့ကခနာကိုကိုချက်ချင်းအာရုံဖြစ်တင်ပေးနိုင်စွမ်းရှိပါသည်။ဒါကြောင့်မလို့ဘာအကြောင်းရင်းမှမရှိပဲခနာခနာကိုမှမကြာခနာကိုပင်ပန်းပြီးတော့အာနေတက်တယ်လို့ခန်းစားနေရတဲ့သူတွေအတွက်ဒီဖြော်ရည်ကတော့နေစဉ်ဘဝမှာလန်းဆန်းတက်ကြွစွာလှုပ်ရှားနိုင်ဖို့အထောက်အကူပြုမှာပါ။ ဒါအပြင်ကဘရိုမယ်လင်မှာလည်းရှောင်ရမ်းမှုကိုရှော့ချပေးနိုင်တဲ့ဂုံတက်တီလည်းပါဝင်တာကြောင့်ခနာကိုတွင်းရှောင်ရမ်းမှုကိုတက်တာစေပြီးတော့အစစ်မြစ်ကြိုက်ခဲတာတွေကိုလည်းတက်တာစေနိုင်တဲ့အချိုးကျစုတွေလည်းရရှိနိုင်ပါပြီ။ဒီလိုမျိုးကောင်းမွန်တဲ့နယ်နယ်သီးဖြော်ရီကိုပြုလုပ်ဖို့ဆိုတာကလည်းတကယ်ကိုမှလွယ်ကူရရှိပါပြီ။လက်ဆက်တဲ့နယ်နယ်သီး6လုံး8လုံးတမရရေစပွဲတင်စုံတစုံရေအေး200မီလီလီတာပြားရည်စပွဲတင်စုံတစုံနဲ့စားနဲ့ငယ်တို့ကိုကျိတ်ဆက်တဲ့ကိုထည့်ပြီးတော့တမအောင်လို့ကိုရောပြီးတော့ဖြော်လိုက်ရုံပါပဲ။ရေခဲကိုတော့တင်းရဲစေးကြိုက်ကိုအလိုရှိတဲ့လောက်ကိုမှထည့်နိုင်ပါပြီ။ ဖြော်ပြီးသွားတာနဲ့ချက်ချင်းကိုမှတောက်တုံနိုင်ပါပြီ။မနေ့အရာထအချိန်ဒါမှမဟုတ်ရင်လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အချိန်တွေမှာတောက်တုံပေးမယ်ဆိုရင်တော့ဖြင့်အကောင်းဆုံးရလဒ်တွေကိုပေးဆွမ်းပါလိမ့်မယ်။တပတ်ကို၃လေ့ကျင့်လောက်တော့ပုံမှန်တောက်တုံကြည့်ပေးတင်ပါပြီ။တကယ်ပဲသင်ရဲ့အသားရည်ကြည်လင်လာတာခန္ဓာကိုယ်ပေါ်ပါလန်းဆန်းလာတာတွေကိုကိုယ်တိုင်ခံစားရပါလိမ့်မယ်။ဒီနေ့နဲ့တီးဖြောက်ရည်ကိုနေ့စဉ်တောက်တုံးကြည့်ဖို့တကယ်ကိုမှတိုက်တွန်းချင်ပါရင်ရိုးရှင်းလွယ်ကိုပဲမဲ့လို့ကျမ်းမာရည်အတွက်အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပြီးတော့ တင့်ကိုပုံမလန်းဆန်းတက်ကြွတဲ့ဘဝတစ်တစ်ခုကိုပိုင်ဆိုင်စေဖို့ကူညီပေးနိုင်မယ်လို့ကျွန်တော်ကတော့မျှော်လင့်မိပါတယ်။မိစေရောကရုံနဲ့တီးဖြောက်ရင်လည်းပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်ချက်တွေရှိသလဲကွန်မန့်လေးမှာဆွေးနွေးပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။